ကောင်းဆန်တဲ့မေဇော်တို့လေများကသူတို့ရဲ့ပထမဆုံးတောင်းလေးကိုမွေးဖွားခဲ့ကြပါတယ်။မေဇော်နဲ့အမေဖြစ်သူတို့ကရှေးယူဆတွေကိုအလေးထားကြသူတွေဖြစ်ပါတယ်။ကလေးမွေးဖွားပြီး၂၁ရက်ပြည့်ခင်မှာအိမ်ထဲကိုအပြင်လူဝင်ခိုင်းလို့မရသလိုတခြားလောကသားတွေအိမ်ထဲကိုမဝင်နိုင်အောင်လဲကျိုးနဲ့စီးတားရမယ်ဆိုတဲ့အယူကိုလက်ခံထားကြပါတယ်။အဲဒါမှမွေးခင်ဆကလေးကလူလောကတွေကိုဘေးကင်းကင်းနဲ့ဝင်ရောက်လာနိုင်မှာပါ။ကလေးမွေးဖွားပြီး၂၁ရက်တာကာလအတွင်းနတ်ဆိုးတွေမကောင်းဆိုးဝါးတွေကကလေးကိုအနောက်ရှက်ပေးနိုင်ပြီးချိန်စာတိုက်နိုင်ပါတယ်။အဲဒါကြောင့်မေဇော်နဲ့အမေတို့ကအယူဆတွေကိုယုံကြည်နဲ့ကလေးဘေးကင်းစေဖို့အကုန်လိုက်လုပ်ကြပါတယ်။အမေကလည်းရင်ကျန်တဲ့သူတွေဝင် တော့မရတာကြောင့်အမားဖြစ်သူကိုတော့မှပေးမွင့်ခဲ့ကြပါဘူးဒါပေမဲ့ယောက်ျားလိုသူကောင်းဆန်ကတော့ဒီအယူဆတွေကိုမယုံကြည်သူပါတကယ်မှတော့ကောင်းဆန်စီကိုရီစားဟောင်းတင်ဆုံးတဲ့အကြောင်းကြားစာရောက်လာပါတယ်ကောင်းဆန်ကသာမဏေပွဲသွားဖို့ပြင်ခဲ့ပါတယ်မေဆောကကလေး၂၁ရက်မပြေသေးတာကြောင့်မသွားဖို့တားပါတယ်ကောင်းဆန်ကတော့လက်မခံပဲဆွသွားခဲ့ပါတယ်ကောင်းဆန်သွားနေတော့မှပဲတကားဝမှာတားထားတဲ့ကြိုးကပြတ်ကျသွားခဲ့ပါတယ်သာမဏေပွဲကကောင်းဆန်ပြန်လာချိန်မှာတော့မကောင်းတဲ့အရာတစ်ခုကပ်ပါလာခဲ့ပါတယ်ကောင်းဆန်ကတွေးခဲ့တဲ့မှာမေဆောထဲခဲ့တဲ့ဘဲနီလေးအစာကိုလှုပ်ပစ်လိုက်ပါတယ်အိမ်ထဲဝင်တော့မိမဖြစ်သူကအဲ့လိုမျိုးတွေလုပ်နေတာကြောင့်စိတ်ရှုပ်တယ်လို့ပြောလိုက်ပါတယ်မေဆောက ာမနာဘွဲကပြန်လာတာကြောင့်ကလေးကိုသွားမထိဖို့ကောင်းဆန်ကိုတတိပေးလိုက်ပါရီကလေးကငိုနေတာကြောင့်ကောင်းဆန်ကလန်လို့သွားပါရီကောင်းဆန်ကနုံမုတ်ဝယ်ဖို့မေးခဲ့တာကြောင့်ညအချိန်မတော်နုံမုတ်ထုတ်ဝယ်ပါရီနုံမုတ်ဖြော်နေတော့အခန်းတကားကရုတ်တရက်ပိတ်သွားတာကြောင့်သွားကြည့်ပါရီမေဇော်ကကလေးကိုချီထားရင်းကနုံမုတ်ဖြော်ပေးပြီလားမေးပါရီရုတ်တရက်ကောင်းဆန်ရဲ့လုံထဲမှာရီစာဟောင်းရဲ့ပုံစံကိုကြောင်မမြင်နေရပါရီကောင်းဆန်အိမ်မက်ကရုတ်တရက်လန်လို့လာပါရီလန်လို့လာချိန်မှာလည်းကလေးကငိုနေတာကြောင့်အခန်းထဲဝင်မလို့ပါရီမေဇော်က ကောင်းဆန်ကိုအခန်းပြင်ကိုမောင်းထုတ်လိုက်ပြီးစားနေပတ်လိုက်ပါရီကလေးကတည်းကထူးဆန်းနေပြီးတခုခုဖြစ်နေပြီးထင်တယ်လို့မေဇော်ကကောင်းဆန်ကိုပြောပြပါရီကောင်းဆန်မှာတခုခုပတ်ကပ်ပါနေခဲ့ပြီဆိုတာလေ မေဇော်ကရိပ်မိနေပြီးစီးဖောက်ခဲ့ပြီလို့သိလိုက်ပါတယ်။မေဇော်ကသူတို့ရဲ့ဒလိထုံးစံအရာအရက်ဆိုင်ကုံစုံဆိုင်နဲ့လူတယောက်စီကပစ္စည်းတစ်ခုစီကောင်းဆန်ကိုခိုးခိုင်းခဲ့ပါတယ်။နောက်ဆုံးလူတယောက်စီကယူနေတော့ရီဇာဟောင်းရဲ့အမွာညမဖြစ်သူသူစာကရောက်လာပါတယ်။သူစာကကောင်းဆန်ကိုအိမ်ကိုခေါ်လာပါတယ်။သူစာကအမားဖြစ်သူရဲ့ပစ္စည်းတစ်ချို့ကိုကောင်းဆန်ကိုပေးပါတယ်။အိမ်ပြန်လာမှရောက်ဖားဖြစ်သူရဲ့အိမ်ကိုလိုက်လာခဲ့တယ်။ကောင်းဆန်ကပန်းတီတလုံးကိုခွဲစားနေခဲ့ပါတယ်။အိမ်မှာခွဲသလိုမျိုးပန်းတီကအလဲမပုံမနေပဲကောင်းနေခဲ့ပါတယ်။မိုးလင်းကန်ဒီမှာအိမ်ကိုပြန်လာခဲ့ပါတယ်။မေဇော်ကကောင်းဆန်ကိုအားစီသွားဝယ်ခိုင်းပါတယ်။ပြန်ရောက်တော့ရီဇာဟောင်းရဲ့စာပနာစီသွားခဲ့တာကိုသူမကိုလိန်ခဲ့တဲ့ကောင်းဆန်ကိုမေဇော်ကမေးပါ ါရယ်စကားပြောနေကြတော့မေဇော်ရဲ့အမားဖြစ်သူနဲ့ခဲအိုရောက်လာခဲ့ကြတယ်ကိုဝင်လေထားတဲ့အမားဖြစ်သူစင်စင်ကဘိုင်ယန်နာလာကြောင့်ဆေးရုံကိုသွားချပါရင်စင်စင်ရဲ့ဆေးပိုင်းနဲ့လေမင်းကျိုးကညှိနေခဲ့ပြီးအသက်ရှူကျန်နေခဲ့ပါရယ်ကောင်းဆန်ကသူ့ရဲ့ဓာတ်နဲ့ဖျက်ပေးလိုက်ပါရယ်စင်စင်ကမတည့်ရလိုက်တယ်ဆိုရင်ပဲကလေးကပြတ်ကျသွားခဲ့ပါရယ်ကောင်းဆန်ကလေးကလည်းအပြားတက်နေခဲ့ပါရယ်ကလေးကိုဆေးရုံခေါ်သွားချပါရယ်ဒါပေမဲ့လည်းကောင်းဆန်အီဇာဟောင်းကိုမေးတချို့ဖို့လုံနေကြတယ်မေဇော်ကကောင်းဆန်ဟာသူမခိုင်းခဲ့တာကိုတေးချမလုပ်ခဲ့မဲ့ရင်းမိနေတာကြောင့်လုံခဲ့လာမိခဲ့ပါရယ်မလုံခဲ့တာကြောင့်အခုလိုကန်ဆိုးမောင်းနေကြနေရချင်းဖြစ်တယ်လို့အပြစ်တင်ပါတော့ရယ်ကောင်းဆန်ကမေးချို့ဖို့လုံနေတဲ့အီဇာဟောင်းဖြူပြားစီသွားရင်ဖြူပြား ရဲ့လေပင်မှာအနည်းငယ်တစ်ခုရှိနေပါတယ်။ကောင်းဆန်ကဖျူရနာကက်ကကလေးကိုလှုပ်ပေးဖို့တူတူလေးပြောလိုက်ပါတယ်။မေဇော်ကိုတိုင်းဇာမနာပွဲကိုသွားပါတယ်။မေဇော်ကအမားဖြစ်သူဘလို့တည်ဆုံးခဲ့တာလဲဆိုတာသူစကိုမေးလိုက်ပါတယ်။ဖျူပြကကလေးပြက်ကြပြီးတည်သွားခဲ့ခြင်းဖြစ်ပါတယ်။မေဇော်ကကောင်းဆန်ကိုသူတို့တားမင်းနှစ်ယောက်နာမလာဖို့ပြောလိုက်ပါတယ်။ကောင်းဆန်ကဇာမနာပွဲပြီးတော့ပြန်သွားခဲ့ပြီးသူစနဲ့အရက်ထိုင်တောင်းနေခဲ့ပါတယ်။သူကိုထိုးဆန်တဲ့စကားတွေပြောခဲ့တဲ့သူစကိုကောင်းဆန်ကအံ့ဩစွာကြည့်နေပါတယ်။ကောင်းဆန်အိမ်မက်ကနေရုတ်တရက်နိုးလာပြီးတော့ရေခဲတိုက်ထဲဝင်သွားပါတယ်။ရီစာဟောင်းရဲ့အလောင်းကိုအဖုံးဖွင့်လိုက်ပြီးသူတို့ရဲ့ကလေးကိုပြန်ပေးဖို့ထပ်တောင်းဆိုပါတယ်။ရီစာဟောင်းကမျက်လုံးပွင့်သွားခဲ့တာကြောင့်ကောင်းဆန်ကလေဘင်းကိုညှစ်လိုက်ပါ ပါတယ်။နေရာကိုပြန်လာပြီးတော့ပြန်အိပ်ပျော်သွားခဲ့ပါတယ်။ကောင်းဆန်လှူလာချိန်မှာတော့မိသူချို့ဖို့လူတွေအားလုံးရောက်ရှိလာကြပါပြီ။ကောင်းဆန်ကဖြူပြားနဲ့ရှိခဲ့တဲ့အခြေအနေကိုပြန်စဉ်းစားပါတယ်။ကလေးကလည်းသူနဲ့ရခဲ့တာဖြစ်ပြီးပြက်ကျသွားတာဖြစ်ပါတယ်။နောက်ပိုင်းမှာဖြူပြားကကလေးရဲ့စိတ်ကြောင့်ဒေဆုံးသွားခဲ့ပါတယ်။ကောင်းဆန်အိမ်ပြန်ရောက်ချိန်မှာရာအလုံးကပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပြီးအဆင်ပြေနေခဲ့ပါတယ်။ရှေးတုံးလည်းမပင်နဲ့ဈေးတုံးလည်းမလွယ်နဲ့ဆိုသလိုခြေလူကြီးရဲ့စကားတွေဟာမှန်တယ်လို့တော့မှန်ပါတယ်။ပြိတ္တကြီးတို့ယူတင်တာယူပြီးပယ်တင်တာကိုပယ်ကြပါ။စုံနေကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ Looking, being in it like